ဖုန်းလောကမှာပုပ္ပတ်စုပြီးရောပေါ့နော်လူပြောများကြတဲ့ဖုန်းလေးဖြစ်တယ်ပေါ့နော်ဒီကောင်က iPhone SE 3 Gen ဒီကောင်လူတွေတော်တော်များဖုန်းလောကထဲမှာပြောပြကြလဲဆိုရင်ကျွန်တော်တို့ဒီပြန်ကားအင်ဂျင်ကိုကျွန်တော်တို့ထော်လာကြီးမှာတက်ထားတယ်ဆိုတဲ့ပုံစံမျိုးပြောကြတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဟုတ်ပါတယ်။ကျွန်တော်တို့ရဲ့ဒီဖုန်းကကျွန်တော်တို့အကောင်သေးတယ်ပြီးတော့လက်ရှိမှာလည်းကျွန်တော်တို့စကွန်ဆက်ကြီးအများကြီးထွက်နေတဲ့အချိန်မှာဒီဖုန်းကိုနောက်ဆုံးထုတ်ခဲ့သေးရပါတော့။စကွန်ဆက်ကလည်းသေးတယ်ပြီးတော့လက်ပွေကကျွန်တော်တို့ အောက်မှာပြီးတော့ပေါင်ကြီးတွေရာလဲအထူးကြီးနေပေါ့နော်ဈေးရာလဲအဲ့ဒီအချိန်တုန်းကဆိုတော့30လောက်ပေးရတယ်ပေါ့နော်လူတွေကမတန်ဘူးဆိုပြီးမကြိုက်ကြဘူးပေါ့နော်ဒါပေမဲ့ဒီကောင်ကလက်ရှိအချိန်တွေမှာ2025မှာလဲတုံးရတာအဆင်ပြေတယ်2026ရောက်ပြီဆိုတော့တုံးရတာအဆင်ပြေရောမှာပေါ့နော်ဘာကြောင့်လဲဆိုတော့ကင်မရာအရာရောသူ့ရဲ့ performance အရာရောအဆင်ပြေတယ်ဒီကောင်ကစက်ကသေးတယ်ဆိုပေမဲ့သူ့ထဲမှာတုံးထားတဲ့ CPU က iPhone 13မှာသုံးပေးထားတဲ့ CPU ဖြစ်တဲ့အတွက် iPhone 13တွေသုံးလို့လို့ပဲဒီဖုန်းကသိရဆိုရင်လည်းသုံးလို့ရတာပေါ့နော်အဲ့တော့ကင်မရာဘိုင်းနေဗီဒီယိုကွာလီတီဘိုင်းနေဘာညာဆိုလဲဒီကောင်က single ပေါ့နော်ဒီကင်မရာတစ်လုံးနဲ့ဆိုပြီးမှလည်းသုံးရတာအဆင်ပြေတယ်ပြီးတော့ display ရလဲကျွန်တော်တို့ဒီ Retina display ဖြစ်တဲ့အတွက်ကျွန်တော်ရွှေ့ရတာလည်းသုံးရတာဘာညာဆိုလဲအားလုံးအဆင်ပြေတယ်ပေါ့နော်ဘာပြဿနာမှမရှိဘူးပြီးတော့ battery ကတော့ကျွန်တော်တို့တနေကုန်လောက်တော့ကျွန်တော်တို့ခံမှာမဟုတ်ဘူးဒီလိုဖုန်းမျိုးကင်နေဆိုရင်လည်းကျွန်တော်တို့ဟာဘန်းတော့မဖြစ်မီစောင်းအောင်ပါပေါ့နော် အဲ့တော့ကျွန်တော်တို့ဖုန်းလောကတပိုင်းတစ်လျှောက်မှာ iPhone SE 3ကြောင့်လည်းပေါ့နော်လူပြောတော်တော်လေးကိုများခဲ့တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီလိုဖုန်းကိုထုတ်ခဲ့တဲ့တပိုင်းမှာသူ့အရှိမားလည်းကျွန်တော်တို့ဒီလိုပုံစံမျိုးပဲလာတာပေါ့နော်အဲ့တော့ကျွန်တော်တို့သူ့အရှိမား iPhone 11နဲ့သူ့ရဲ့ဒီလို SE ပုံစံမျိုးလာခဲ့ရေပေါ့နော်အဲ့တော့ iPhone SE 2020ရှိတယ် iPhone SE 2020 အဲ22ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုသိရှိထားဖို့လိုတယ်ပေါ့နော်ဘာကွာလဲဆိုတော့ဇူကဒီ serial number ကိုကျွန်တော်တို့ဒီ online မှာပဲစစ်ကြည့်လိုက်ပြီဆိုရင်ကျွန်တော်တို့ကွာသွားမယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကဘာကောင်းသွားလဲဆိုရင် iPhone SE Gen 2ရင်တော့မှကျွန်တော်တို့နောက်ပိုင်းလာတဲ့ iOS 26တို့ iOS 27တို့မှာဖြစ်လာပြီဆိုရင်တော့မှ iPhone SE 3 Gen update တွေထည့်ရနိုင်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူက CPU ပုံမြင့်တယ်ပေါ့နော်အဲ့တော့ဒီ iPhone တမိုင်းအကြောင်းတစ်ချက်မှာပေါ့နော်နောက်ဆုံး home button ပါတဲ့ဖုန်းအနေနဲ့ ထုတ်ခဲ့တာတော့ဒီ iPhone 3 Gen ကတော့နောက်ဆုံးဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့အားလုံးသိရှိအောင်လည်းအမှတ်ရအနေနဲ့ပြပြပေးခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီပုံစံမျိုးနောက်ပိုင်း model တွေမှာထပ်မြင်ရဖို့မရှိတော့ပေါ့နော်2020နှစ်မှာနောက်ဆုံးထုတ်ခဲ့တဲ့ iPhone SE 3 Gen ပေါ့နော်လက်ရှိအချိန်မှာလည်းသုံးလို့ကောင်းနေပါသေးတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်